ဒီကနေ့ခေတ်လူငယ်အများစုဟာစာဖတ်အလေးအကျင့်လျော့နေလာပြီးစမတ်ဖုန်းနဲ့ IT ပစ္စည်းတွေကြားမှသာပျော်မွေ့လာကြပါတယ်။ဒီသတင်းကိုတော့ Docking Upa တင်ဆက်ထားပါတယ်ရှင်။ဒီကနေ့ခေတ်လူငယ်တွေစာအုပ်တွေကိုစိတ်ပါဝင်စားမှုလျော့နေလာလို့ရက်ကွက်တွေကစာအုပ်အငားဆိုင်တချို့ပေးရတဲ့အခြေအနေထိရောက်နေပြီလို့စာအုပ်အငားဆိုင်ရှင်တွေကပြောပါတယ်။လူငယ်အများစုဟာစာဖတ်တာစာအုပ်ဆိုင်တွေကိုသွားရောက်လက်ပတ်တာနှဲပါသွားတာဟာအုတ်ထင်းသူတွေဘက်ကပံ့ပိုးမှုအားနေတာ ပဝင်ကျင်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေ၊ smartphone နဲ့ ID ပစ္စည်းတွေတိုးတက်လာတာကြောင့်ဖြစ်တယ်လို့ကြေညာဆရာတွေကသုံးသပ်ပါတယ်။တောင်းဆိုင်ရင်တော့မှာလာတဲ့ဒိုင်းတာတော့ရင်းနှီးဆိုင်တော့လဲသွားတာတော့မှန်မဲ့ဆိုတော့အဲဒီကအကြောင်းကတော့ဒီ ID ရင်းကျင်းမှုပေါ့။အဲ့ဒါတော့လောကလုံးတိုင်းတာလောကလုံးတိုင်းတာနဲ့တောင်းလို့မရတဲ့ခံစားနာတစ်ခုပဲ။ မိဘတွေကိုယ်တိုင်ကလည်းစိတ်ဝင်စားမှုနည်းနည်းလာတဲ့အတွက်သူတို့မျိုးဆက်ကလည်းနောက်ပိုင်းတစ်ဖြည်းဖြည်းလိုက်နည်းလာတော့စာပေဒီဘက်ကတိတ်လုံးမဖြစ်တော့တာပေါ့စာဖတ်တာနဲ့စာအုပ်တွေကိုစိတ်ပါဝင်စားမှုညော်နေလာတာဟာစာအုပ်ဈေးတွေကြီးနေလို့မဟုတ်ပဲစာအုပ်တွေနဲ့ဝေးကွာလာလို့ဖြစ်တယ်လို့ဆိုပါရယ်စာဖတ်တာကိုဝါသနာထုံဖို့တက်ဆိုင်ရာအစိုးရကယင်းနှမြုံနယ်မှုတစ်ခုလိုမျိုးသဘောထားကဆောင်ရွက်ကြဖို့ကိုလည်းတိုက်တွန်းတောင်းဆိုသူတွေရှိပါတယ် သူကလည်းဒီပေါ်မှာအလေးထားဖို့လိုတယ်ပေါ့လေ။တိုင်းမျိုးတကယ်ချစ်လို့ရှိရင်ကြာဖို့နဲ့ပြောဆိုတော့ကလူငယ်တွေပြုစုရတယ်လူငယ်တွေပြောတော့တယ်လူငယ်တွေဟိုရဲ့စိုင်းတာမြင်မှားဖို့အတွက်သူကတောက်တာပြရတာပထမဆုံးသူပြောလို့ရှိရင်ကဒီလူကြီးတွေဆိုတာသူတော်တော်များများကသူဝါးရေးနဲ့တော့လုံးဝနေရာရတော့သူကလေးကိုမလုံးနိုင်ရတော့လေ။ဒီအဲ့အလေးတွေဆိုလူကြီးတွေလည်းပြုဖို့လိုတယ်ပေါ့။မနိုင်မျိုးတော့ညာကျွန်တော်ဟာ ကျွန်တော်ရဲ့အနှံ့ပညာဆိုလို့ရင်ကျွန်တော်10တန်းမရောက်ပါဘူး10တန်းဖြည့်တောင်းပြီးဘူးပေါ့အဲ့တော့ကျွန်တော်မိပါလဲမထမ်းလာပါဘူးမကြော်ပါဘူးကျွန်တော်ဟာတာမန်ဦးနေဆိုရင်တော့တာမန်လူညာသမားတယောက်ဖြစ်နေပါဘူးဒါပေမဲ့စာပေရဲ့ကျေးဇူးနဲ့တော့ကျွန်တော်မှထိုင်လျောက်လူကြီးရဲ့အတိမတ်မှုခံရပါတယ်ဒါဟာစာဖတ်ခြင်းရဲ့ကျွန်တော်ရဲ့အနည်းကဆုံးကျွန်တော်ကိုယ်ပိုင်တွေ့ကြုံမှုကျွန်တော်ပြောပြပါမယ် ကလင်းငယ်တွေဟာចောင်းសាတွေနဲ့លំបတ်နေရတာအပျော်ရန်ကတွန်ဖတ်တဲ့လေးကျင်တွေပြောက်ွက်လာတာလူငယ်တွေအတွက် ID ပစ္စည်းတွေပေါ်များလာတာအင်တာနက်လူမှုကွန်ရက်ဆာမျက်နှာတွေကိုပဲအသုံးပြုသူများပြလာနေတာပါစာကြည့်တဲ့တွေကိုပံပိုးမှုအားနေတာစာကြည့်တိုက်သွားတဲ့လေးကျင်တွေနဲ့ပါလာတာတွေကြောင့်လဲလူငယ်တွေနဲ့စာအုပ်တွေပုံမှုဝေကွာသွားတဲ့အခြေအနေတွေရှိနေတာပါကျွန်မခင်ပါပါရှင်